ဖောက်ဇန်အကြောင်းကလည်းဒါအပိုင်းတိုင်းအပိုင်းတိုင်းမှာဒါစိတ်ဝင်စားစရာတွေလည်းဒါအများကြီးရှိပါတယ်เนาะဒါကျွန်တော်ဒီပြီးခဲ့တဲ့တစ်ပတ်ကတော့ဒီ1989ဒါသူ့ရဲ့နီးပြားဘဝတစ်လျှောက်ဒါဘယ်လိုပြောမလဲမန်ချက်စတာနီးပြားဘဝမှာဆိုရင်အခက်အခဲဆုံးကာလပဲအခက်အခဲဆုံးကာလဒါဖြတ်တန်းခဲ့ရတယ်ဆာလော့ဖောက်ဇန်ကလည်းမန်ချက်စတာနဲ့တကူကင်တွေ့လာတာကမနစ်တနေ့ရမှာမဟုတ်တော့ဘူးဟုတ်ကဲ့အချိန်ကာလတစ်ခုပေးပြီးသွားပြီဟုတ်တယ်နောက်အချိန်ကာလတစ်ခုပေးပြီးတော့တိုးတက်မှုကလည်းတကယ်တော့ထင်သလောက်မပြနိုင်ဘူးဟုတ်ကဲ့ तू ကအသင်းကို အပြောင်းလဲကြီးတော့စလုံနေပြီ leak လားပေါ့ leak လားမှာဒုတိယကြောင်းမှာနိုင်လိုက်တယ်ပေါ့နော်အဲ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 ့မှာသူတို့သွားနိုင်ဟုတ်ကဲ့ကိုနော်ဟုတ်တယ်နော်ဟုတ်တယ်ကိုအပြီးတော့မှအဲ့ရာဒီကုံမှာလဲသူတို့ forest forest ကို3 mo palace palace ကို palace ကိုနိုင်ပြီ3 3နဲ့သူတို့ပထမအကြောင်းမှာဟုတ်ကဲ့ဟာဖြစ်ပြီးတော့ဒုတိယအကြောင်း1 0နဲ့ပြန်နိုင်ပြီးတော့ champion ဖြစ်သွားအဲ့မှာအသက်ရှူချောင်းသွားတာဒီ alpha san နဲ့ martin edward နဲ့ဟုတ်ကဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာဟိုလူရထင်သလောက်တော့ အဆင်ပြေနေတည့်နေတာမဟုတ်ဘူး